မြန်မာနိုင်ငံမှာငင်းညာရေးကိုပံ့ပိုးပေးမဲ့ယုံကြည်စိတ်ချရတဲ့ရွေးကောက်ပွဲတစ်ခုကိုမြင်ကျင်တယ်လို့အာဆီယံအစည်းအဝေးတက်ရောက်ဖို့မလေးရှားနိုင်ငံကိုရောက်ရှိနေတဲ့ထိုင်းနိုင်ငံသားရဲ့ဝန်ကြီးကပြောပါတယ်။အခုတစ်ခေါက်မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာကျင်းပမဲ့အာဆီယံထိပ်သီးအစည်းအဝေးကိုအာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တက်ရောက်ခွင့်မရပဲနိုင်ငံသားရဲ့ဝန်ကြီးဌာနကအမြဲတမ်းအတွင်းဝင်အဆင့်ကသာတက်ရောက်ခွင့်ရနေတာတွေ့ရပါတယ်။အခုတစ်ခေါက်အာဆီယံအစည်းအဝေးမှာ အာနာသိန်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအာဆီယံအနေနဲ့စောင့်ကြည့်လေ့လာရေးအဖွဲ့ဆေလွတ်ချင်းပြုမပြုဆိုတာကိုဆုံးဖြတ်မှာဖြစ်ပါတယ်။အစည်းအဝေးကိုအမေရိကန်ခေါင်းဆောင်ထရန့်တက်ရောက်ပြီးအိန္ဒိယခေါင်းဆောင်မိုဒီနဲ့တရုတ်ခေါင်းဆောင် ရှီကျင်းဖင်တို့မတက်ရောက်ဘူးလို့သတင်းတွေမှာဖော်ပြနေကြပါတယ်။ကချင်ပြည်နယ်ဖားကန့်မြို့နမ်မော်ကြီးရွာရက်ွက်လေးအတွင်းရှိ ဒေတာအခေါ်ပအုပ်မြေစာပုံအဟောင်းလောက်ွက်တဲ့နေရာမှာမြေစာပုံပြိုကျတာကြောင့်ရေမစေးလုတ်သားနှစ်ဦးမြေပြိတေဆုံးခဲ့ရတယ်လို့ဒေတာခန့်အမျိုးသားတဦးက Federal FM ကိုပြောပါတယ်။မနေ့ကအော်တိုဘာလ23ရက်ညနေ4နာရီဝန်းကျင်လောက်မှာမြေစာပုံပြိုကျတာဖြစ်ခဲ့ပြီးနောက်ထပ်14နှစ်အရွယ်လုတ်သားတဦးလည်းအနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မြေပြိုကျမှုကြောင့်တေဆုံးခဲ့ရတဲ့သူတွေဟာအသက်အလက်ပိုင်းအရွယ်တွေဖြစ်ကြပြီးတော့ မော်လကင်းနဲ့မြေနီကုန်းရေမစေးလုပ်သားတွေဖြစ်တယ်လို့လည်းသိရပါဗျ။ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ရဲ့အဓိကဆွေးနွေးဖက်မိဖက်အဖြစ်ဆက်လက်အတိအမှတ်ပြုကြောင်းဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။လက်ရှိကျင်းပနေတဲ့150ကြိမ်မြောက ိုင်ငံတကာပါလီမန်များညီလာခံရဲ့အမှုဆောင်ကောင်စီအစည်းအဝေးကမနေ့ကအောက်တိုဘာလ23ရက်မှာအခုလိုဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကသတင်းထုတ်ပြန်ထားပါတယ်။အခုလိုဆုံးဖြတ်တာကြောင့်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH က IBU ရဲ့အစည်းအဝေးတွေကိုမြန်မာကိုစားပြုအဖြစ်ဆက်လက်တက်ရောက်သွားမှာဖြစ်ပြီးတော့နိုင်ငံတကာပါလီမန်များအဖွဲ့ကမြန်မာမှာအာဏာသိမ်းမှုဖြစ်ပြီးကြတဲ့ကပေါ်ပေါက်လာတဲ့ CRPH ကို ဆွေးနွေးပွဲအဖြစ်အတိမတ်ပြုလက်ခံခဲ့ကြတာဖြစ်ပါတယ်။အခုလိုအတိမတ်ပြုခံရတဲ့အတွက် CRPH အနေနဲ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေကိုလက်တွေ့ကျပြီးရေရှည်တည်တည်တတ်တတ်ဖြည့်ရှင်းမှုပံ့ပိုးပေးနိုင်ဖို့ Federal Democracy နိုင်ငံရေးစနစ်တည်ဆောက်ရေးကိုဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။အာနာသိန်းစစ်ကောင်မရှင်တပ်ကနေကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲကို ဓနုလူမျိုးတွေအနေနဲ့ပူးပေါင်းဆောင်ရွက်တာမျိုးနဲ့အားပေးထောက်ခံတာမျိုးမပြုလုပ်ကြဘူးဓနုပြည်သူလွတ်မြောက်ရေးတပ်ဦး DBLF ကမြစ်တာရက်ခန့်ကြောင်းအတိပေးထုတ်ပြန်ထားပါတယ်စစ်ကော်မရှင်တပ်ဟာအဲ့ဒီရွေးကောက်ပွဲကိုဖြစ်မြောက်အောင်လုပ်ပြီးတော့တိုင်းရင်းသားလူမျိုးတွေအပေါ်ကိုဖိနှိပ်တာတွေပုံမပြုလုပ်လာနိုင်တယ်လို့ DBLF ရဲ့တာဝန်ရှိသူတဦးက Federal FN ကိုပြောပါတယ်ဒါအပြင် DPLF အနေနဲ့လဲစစ်ကောင်မရှင်တက်ရဲ့ရွေးကောက်ပွဲကိုလက်မခံကြောင်းနဲ့နီလန်ပေါင်းစုံစန့်ကျင်သွားမယ်လို့ဆိုထားပြီးတော့စစ်ကောင်မရှင်တက်ရဲ့အကြမ်းဖက်ဖမ်းဆီးနှိပ်စက်ခံရမှုတွေနဲ့လူခွင့်ရေးချိုးဖောက်ခံရမှုတွေဟာဒနုဒေတာအပါအဝင်မြန်မာနိုင်ငံတဝန်းမှာကြုံနေရတာကြောင့်ရွေးကောက်ပွဲမှာမပါဝင်ကြဖို့ကိုဆိုထားတာပါဒနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLF နဲ့ဒနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် DPLA ကစစ်ကောင်မရှင်တက်ကနေမတရားအာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာခဲ့ပြီး စစ်အာဏာရှင်စနစ်ကိုဒီနေ့အချိန်ထိတော်လန်တိုက်ခိုက်နေတဲ့တပ်ဖွဲ့ဖြစ်တယ်လို့လည်းသိရပါတယ်။အခုတစ်ခေါက်ကျင်းပမဲ့အာဆီယံအစည်းအဝေးကိုမြန်မာအာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်မတက်ရောက်ဘူးလို့မလေးရှားဝန်ကြီးချုပ်အန်နဝါဧဘရာဟင်ကအတည်ပြုပြောကြားကြောင်းမလေးရှားနိုင်ငံတွင်းမီဒီယာတစ်ခုကသတင်းဖော်ပြလာပါတယ်။အော်တိုဘာလ22ရက်နေ့မှာဝန်ကြီးချုပ်ကအခုလိုအတီးပြုတ်ပြောခဲ့တာဖြစ်တယ်လို့အဲ့ဒီသတင်းမှာဖော်ပြထားတာပါ။ စစ်အုပ်စုရဲ့ဝါဒဖြန့် Telegram Channel တွေမှာအာဆီယံအစည်းအဝေးကိုမရောက်နိုင်တက်ရောက်ပြီး American သမ္မတ Donald Trump နဲ့လည်းတွေ့ဆုံနိုင်တယ်ဆိုတဲ့အကြောင်းတွေကိုပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလိန်ညာဖော်ပြနေကြတာပါ။လာမယ့်အော်တိုဘာလ26ရက်ကနေ28ရက်နေ့ထိမလေးရှားနိုင်ငံအတွင်းမှာအခုတစ်ခေါက်ကျင်းပမယ့်အာဆီယံအစည်းအဝေးပွဲကိုကမ္ဘာနိုင်ငံကြီးအချို့ခေါင်းဆောင်တွေအဖွဲ့အစည်းခေါင်းဆောင်တွေတက်ရောက်မယ်လို့မလေးရှားသတင်းမှာဖော်ပြထားပါတယ်။ အစည်းအဝေးကို အရှေ့တီမောနိုင်ငံနိုင်ငံတကာငွေကြေးအဖွဲ့ IMF ဥက္ကဋ္ဌကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Asian Plat 3 Microeconomic Research Office AMRO မှကိုယ်စားလှယ်၃ဦးကမ္ဘာ့အလုံသမားအဖွဲ့အစည်း ILO ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA East Asia Business Council နဲ့ Trial Cooperation Secretary တို့လည်းတက်ရောက်မယ်လို့ဝန်ကြီးချုပ်ကပြောကြားမလေးရှားသတင်းမှာဖော်ပြထားပါတယ်။ဒါအပြင် အခု ASEAN အစည်းအဝေးဟာ အမေရိကန်ဂျပန်တရုတ်ရုရှားဥရောပအရှေ့အလယ်ပိုင်းလက်တင်အမေရိကဩစတြေးလျနယူးဇီလန်တောင်အာဖရိကအပါအဝင်ကမ္ဘာတဝန်းကနိုင်ငံကိုယ်စားလှယ်တွေပါဝင်လာကြောင်းမလေးရှားနိုင်ငံကတာဝန်ယူကျင်းပဖူးတဲ့နိုင်ငံတကာအစည်းအဝေးတွေထဲအကြီးဆုံးဖြစ်တယ်လို့ဝန်ကြီးချုပ်အန်နွာအီဗရာဟင်ကဂုံဖော်ပြောကြားထားတာကိုသတင်းမှာတွေ့ရပါတယ် အခုဒီချိန်ကျင်းပမယ့်အာဆီယံအစည်းအဝေးဟာမလေးရှားနိုင်ငံဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့တပ်တန်းအတွင်းနောက်ဆုံးအချိန်ကျင်းပတဲ့အစည်းအဝေးဖြစ်တယ်လို့လာမယ့်ဒီဇင်ဘာလကုန်မှာပြုလုပ်မယ်။အာနာသိန်းစစ်တပ်ရဲ့ရွေးကောက်ပွဲကိုအာဆီယံကစောင့်ကြည့်လေ့လာရေးအဖွဲ့ဆေလွတ်ချင်းပြုမပြုကိုလည်းဆုံးဖြတ်ကြပါပါ။ရခိုင်ပြည်နယ်မောင်းနှုံးမြို့နယ်မြို့ယူရွာရဲ့အရှိတ်တရားအနည်းတနေရာမှာခရီးသွားပြည်သူ6ဦးကို ရခိုင်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် ARSA ကချုပ်ခိုးတိုက်ခိုက်ခဲ့ပြီး ဟန်စီခေါ်ဆောင်သွားခဲ့ကပြည်သူနှူးကိုပြစ်တက်ခဲ့တယ်လို့အာရခတ်တပ်တော် AA ကသတင်းထုတ်ပြန်ထားပါတယ်။ဖြစ်စဉ်မှာပြီးခဲ့တဲ့အော်တိုဘာလ22ရက်နေ့လေတနအီခွဲဝန်းကျင်လောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီးရသေးတောင်မြို့နယ်ဇီဒီပင်ကြီးရွာကနေကုံကြောက်ပစ္စည်းတွေကိုဝယ်ယူပြီးပြန်လာနေတဲ့ပြည်သူတွေကို အာစာကခြုံခိုတိုက်ခိုက်ခဲ့ပြီးကားသမားနဲ့ပြည်သူ၅ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ AA ကဆိုထားတာပါ။အရခတ်တတော် AA ကအခင်းဖြစ်ပေါ်တဲ့နေရာကိုတွားရောက်စစ်ဆေးခဲ့ပြီး ဖမ်းဆီးခံရတဲ့ပြည်သူတွေကိုလိုက်လံရှာဖွေနေတဲ့အချိန်မှာတော့အသက်30အရွယ်မတ်ဝေဝေဆိုးနဲ့အသက်40အရွယ်နိုင်နိုင်ဆွေတို့တေဆုံးနေပြီးမတ်ဝေဝေဆိုးရဲ့တမိဖြစ်သူအသက်3နှစ်အရွယ်ခိုင်မြတ်မွန်ကိုတော့အသက်ရှင်လျက်တွေ့ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါ့အပြင်အာစာရဲ့ဖမ်းဆီးခြင်းကနေကားမောင်းသူ အသက်30အရွယ်ကိုထုံးဝင်းနဲ့အသက်25နှစ်အရွယ်မောင်တန်းထွီးတို့ဒဏ်ရာတွေနဲ့လွတ်မြောက်လာနိုင်ခဲ့တယ်လို့လည်းဆိုထားပြီးတော့ ြည်သူတွေဝယ်လာတဲ့ကုန်ကြောက်ပစ္စည်းတွေကိုတော့အာဆာကအကုန်ယူဆောင်သွားခဲ့တယ်လို့လည်းဆိုပါတယ်။ဒီကနေ့အော်တိုဘာလ24ရက် Federal FI ရဲ့၄င်းစဉ်သတင်းလေးကိုကြားခဲ့ရတာပါ။ကျွန်တော်သောမတ်ပါခင်ဗျာ။